ကိုသွန်းကောင်းမိမယ်ကိုသွန်းမြင့်စုတခါမှ ရာဘူးသားချင်းမရှိတဲ့ကစားသမား၅ယောက်နံပါတ်၅ဝိန်းရွန်နီမန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းကောင်းဆောင်ဟောင်းဝိန်းရွန်နီကပရီးမီးယားလိပြိုင်ပွဲနဲ့ချန်ပီယံလိပြိုင်ပွဲမြေကြီးပြိုင်ပွဲမှာမဆိုကိုသွန်းမြင့်စုရွှေဖနက်စုကိုရယူထားဘူးချင်းမရှိသေးပါဘူးကစားသမားဘဝဒွင်ကိုပေါင်း365ကိုတွင်ယူထားနိုင်ခဲ့ပေမဲ့ကိုသွန်းမြင့်စုကိုတကြိမ်တစ်ခါမှကိုထူးဆန်းစွာမရရှိဘူးထားသူပါနံပါတ်၄ရော်နယ်ဒီညိုဘရာဇီးလားကြီးရော်နယ်ဒီညိုကလည်းကိုသွန်းကောင်းပေမဲ့ ဘာစီလိုနာမှာရောဘရာဇီးမှာရောတကြိမ်တစ်ခါမှကိုတွန်းပြင်စုမရရှိထားဘူးပါဘူး။ဒါပေမဲ့သူကဗော်လင်ဒီယောစုကိုတော့ထိုက်တဲ့တိုင်ရရှိခဲ့ဘူးပါတယ်။နံပါတ်3နေမာဂျူနီယာနေမာဂျူနီယာဟာသွင်းကိုပေါင်းယာနဲ့ရှိပြီးသွင်းယူထားနိုင်ခဲ့ပေမဲ့ဘာစီလိုနာမှာရော PSG အသင်းအတွက်ပါကိုတွန်းပြင်ရွှေဗနက်စုကိုရယူထားနိုင်ခဲ့ခြင်းမျိုးတော့မရှိပါဘူး။ကမ္ဘာဖလားမှာလည်းမရှိသလိုကိုပအမေရိကပြိုင်ပွဲကိုတွန်းပြင်ရွှေဗနက်စုကိုရယူထားနိုင်ခဲ့ခြင်းမျိုးမှတ်တမ်းမှာနေမာစီမှာရှိမနေပါဘူး။ နေပါလို့ကစားသမားမျိုးကဒီလိုကိုသွန်းပြန်စုမရဘူးတာတော့လွန်လွန်းတယ်လို့ပြောလို့ရပါတယ်။နံပါတ်1မာရာဒိုနာမာရာဒိုနာကတော့လူတော်ကမှမရှိတော့ပါဘူး။ရှင်းတော့ပါပြီ။မလျှောခင်ကလည်းလက်နဲ့ပုတ်ပြီးအာဂျင်တီးနားအသင်းကိုကမ္ဘာဖလားယူပေးခဲ့လို့နံပါတ်ကြီးလာခဲ့သူပါ။အဲ့ဒီတုန်းကပီလီနဲ့ခေပြိုင်ဆိုပေမဲ့ကမ္ဘာအသွင်းကိုအများဆုံးကစားသမားအဖြစ်လဲမာရာဒိုနာကိုမတွေ့ရှိခဲ့ရသလိုချန်ပီယံလိနဲ့ဘောလင်းဒီယော်စုကိုလည်းမရရှိထားဘူးပါဘူး။ဒါကိုမက်ဆီရော်နယ်ဒိုပီလီတို့နဲ့တံတန်းနဲ့ထားခဲ့တာ အန်အောလို့မဆုံးပါဘူးကဘာပလာကိုလက်နဲ့ပုတ်သွင်းလို့ကုတ်တယ်ဘယ်နာကိုသွားကုတ်တာလဲထားပါတော့ရှော့သွားတဲ့လူကိုတော့ရှော့သွားခဲ့ပါပြီဒါကြောင့်ထပ်မပြောချင်တော့ပါဘူးနံပါတ်1ကဘယ်သူဖြစ်မလဲဆိုတာအောက်ကကွန်မန်မှာမှတ်ချက်ပေးခဲ့ကြပါအောင်ခဗျာ